ွာတောင်းတာ secretly ဟုတ်တယ်လူတွေကမေးကြတယ်မေးကြတယ်ဒီမှာတော့ကျွန်တော်လည်းအရင်ကအာတကယ်ချင်းဆိုင်ကိုတွေ့ရင်းနဲ့တကယ်ချင်းနေနဲ့တွားရင်းနဲ့ဒီတိုင်းကျွန်တော်ကအနောက်ကနေဝင်ဝယ်ပြီးတော့အာထားပါတော့ဟိုဘယ်လိုရှိတယ်ဘယ်လိုအဲ့တော့အနောက်ကတကယ်ချင်းတွေမိတ်ဆွေတွေကနေရိုက်ထားဗီဒီယိုရိုက်ထားပြီးတော့သူက အဲ့လေတင်လိုက်ဆိုတော့အမှန်တော့ကျွန်တော်လည်း caption ရေးတာမှာတော့အမှန်တော့ဒီတိုင်းအရင်တည်းကလည်းဇီယောင်းခဲ့တဲ့အခန်းရှိတော့ဒါတော့စိတ်ဝင်စားမှာပဲအမှန်တော့အဲ့လိုမျိုးလေးဖြတ်တန်းနေရလဲကောင်းတယ်ဘာလို့လဲဆိုတော့ agent တွေကဘာတွေရောင်းခဲ့ဘူးလဲမြန်မာပြည်ကကျွန်တော်ရောင်းတာဘေရုတ်တွေဘေရုတ်တွေ vintage တွေပေါ့ vintage တွေနောက်ပြီးအသားလုံးတွေငပြားကြီးကျော်တွေအဲလိုအိမ်လေးလောက်ခါလေးတွေရောင်းခဲ့ဘူးပါတယ် ရောင်းခဲ့တော့အဲအဲ့လုံးနေဈေးကငငယ်လေးရောင်းခဲ့ရတာကျွန်တော်ကဟိုအဖေဆုံးသွားပြီးဘေးက၄တန်းနှစ်မှာဆုံးတာကျွန်တော်၉နှစ်သားမှာဆုံးတယ်ကျွန်တော်၆တန်းနှစ်တည်းအမေနဲ့အတူတူဈေးရောင်းခဲ့ရတယ်။နောက်ကိုကိုတိုင်းလည်းဈေးတွေရောင်းခဲ့ရတော့ဈေးရောင်းတဲ့ပညာကတော့နောက်ဆုံးအချင်းမဆူရတော့ဘူးဘာမှလည်းမဖြစ်ရတော့ဘူးဆိုကျွန်တော်ဈေးရောင်းစားမှာပေါ့